အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ရင်းနဲ့ထိရှာသွားစေရဲ့ကျွင်မောင်ဖြစ်သူစိုးပြေရဲ့စကားတခွန်ကြောင့်ရန်ကုန်စစ်ဘေးပေါ်တွယ်လိုက်ရောပေးခဲ့ရတဲ့ဘာကင်ကြီးဝင်းကုန်ခင်းဝင်ရဲ့ဘာကင်ကြီးဝင်းကုန်ကသာဖြစ်သူနဲ့ကျွင်မောင်ဖြစ်သူရဲ့ဘန်ကုန်စစ်ဘေးပေါ်တောင်းဆိုချက်ကိုညှိဆိုခဲ့တာပဲဖြစ်ပါတယ်အဝင်းကုန်ကသူတို့တဲ့ပုံကိုကြီးရဲ့တွေ့ကိုဘန်ကုန်စစ်ဘေးပေါ်ဆန္ဒရှိခဲ့ပေမဲ့ကျွင်မလေးစိုးပြေရင်ကိုတိကျတဲ့စကားကြောင့်ဘန်ကုန်စစ်ဘေးပေါ်လက်ခံဖြစ်ခဲ့ကြောင်းပြောပြလာခဲ့တာပါ ဆိုပြန်ရခင်မောင်ပြင်တို့ရဲ့ဝိညာဉ်ရဲ့မိဘနှဘာကိုသမီးတို့အတွက်အဖေအမေတက်မြင့်မြတ်တဲ့ပုံကိုဆိုတာမရှိပါဘူးသမီးတို့အတွက်အရေးပါဆုံးတဲ့မြင့်မြတ်တဲ့ပုံကိုတွေဖြစ်ကြတယ်အဖေနဲ့မိကိုဘန်းကုန်းစုပေးတာကိုသမီးတို့ရိုသေလေးစားစွာနဲ့ခံယူလိုပါတယ်ဆိုတော့ကပြောကြခဲ့တာပဲဖြစ်ပါတယ်ကျေးမာလေးရဲ့ဒီစကားကြောင့်ရင်းနှဲကိုထိသွားခဲ့တဲ့ဦးဝင်းကိုကဘန်းကုတ်စပေးဖို့စက်ချင်းလက်ခံပေးခဲ့တာပဲဖြစ်ပါတယ် မင်္ဂလာပွဲပြီးသွားတော့သမီးလေးကိုသူ့အိမ်တင်လေးမှာထားခဲ့ရခြင်းဆိုပြီးမမေကတော့သမီးကိုအိမ်တော့ချပေးမိရမှာသွားပြီလားဆိုပြီးတွေ့မိတဲ့အချိန်နောက်တော့ရမိရလို့ဖွင့်လာခဲ့ပါတယ်။တောမလာခင်အတွက်ကဒီမင်္ဂလာပွဲဟာသမီးလေးနဲ့ပထမဆုံးချိန်ခွဲခွာရခြင်းအစပါ။ပွဲပြရတဲ့သမီးကမင်္ဂလာဝင်ကိုလိုက်သွားတော့မိဘတွေခင်ဗျာသမီးလေးကိုထားခဲ့ပြီးအိမ်ပြန်လာခဲ့ရပါတယ်။ အမြဲတမ်းဆောက်ကပြောက်မခံတရတဲ့နေခဲ့ရတဲ့သမီးလေးကိုတယောက်တည်းထားခဲ့ရကသမီးကိုခွင့်မသွားခြင်းလို့အိမ်အောင်တော့မချပေးခြင်းတော့ဘူးဆိုတဲ့အတ္တကြီးရဲ့အတွေ့အမြင်တော်ဝင်လာမိရဲ့ဆိုပြီးမမီတယောက်ရဲ့ခံစားချက်မှန်ကိုရင်းနေအောင်မျှဝေခဲ့ပါတယ်။ဒီလိုတခါမှမခွဲဘူးပဲအခုမှခွဲရတော့မိဘတွေရင်းထဲမှာဘလောက်တောင်ဝမ်းနဲ့နေနိုင်မလဲနော်။မိဘမြတ်တာဆိုတော့တကယ်ကိုကြည်မာလာပါတယ်။